နေ့ပေါ်ရဒါ L'Oreal Maybelline တို့ကိုမြန်မာပြည်မှာအရင်ဆုံးမိတ်ဆက်ပေးခဲ့တဲ့မြန်မာပြည်ရဲ့အလှကုန်ထဲမှာတကယ် Pioneer ဖြစ်တဲ့ Lasos ကနေပြီးတော့နောက်ထပ်ဒီ Cooler ဆိုတဲ့ brand ကိုမိတ်ဆက်တဲ့အခါမှာကိုရီးယားလည်းတကယ်ဒီလိုမျိုးပစ္စည်းကောင်းပစ္စည်းမှန်ဆိုတော့ဝင်ရတာပေါ့ရှင်။ရတဲ့တန်ဖိုးနဲ့ရတဲ့ပစ္စည်းနဲ့ပြီးတော့သူတို့စီမံရွေးချယ်စရာအထူးသဖြင့်အာနှက်ခန်းကြီးပေါ့နော်။အခုဆိုလို့ရှိရင်နှက်ခန်းကြီးကိုဆိုးတဲ့အခါမှာနှက်ခန်းကြီးကိုပဲပါနီလို့မျိုးဆိုကြအခုဒီနေ့ကကိုလည်းအဲ့လိုပဲဆိုလာဆိုတော့လေနှက်ခန်းကြီးနဲ့ပါနီနဲ့ကို တထောင်နဲ့ဝယ်လိုက်အဆင်ပြေသွားပြီးသွားပြီအိုင်ရှယ်ဒိုးလည်းနှစ်ခန်းနေပဲအနှစ်ခန်းနေတထောင်နဲ့အခုကမိတ်ကပ်ပြင်လို့အကုန်ပြီးသွားတာလေအဲ့လိုမျိုးဆိုတော့အာဟိုရွေးချယ်စရာလေးလည်းများတယ်ဆိုတော့ချစ်ဖို့ကောင်းပါတယ် brand လေးကဟုတ်တယ်ဈေးနှုန်းဈေးနှုန်းလေးလည်းတတ်တာတယ်ဝယ်ရတာဘာပဲပြောပြောလေဟို budget friendly ဒီနေ့ wellness ဆိုတော့လေဒါတော့တကယ်တမ်းပြောလို့ရှင်တော့ကျမကျမမှုပေါ့ကျမတန်ဆွမ်းကျမရေကောင်းမှသားနေ လှနိုင်မှာပေါ့နော်မကျမ်းမာပဲနဲ့လှဖို့ဆိုတာမဖြစ်ဘူးဆိုတာအလှအပနဲ့ကျမ်းမာရေးဆိုတာကဒါဒီ brand လေးရဲ့အဓိကဟာလေးပေါ့အဲ့တော့သူတို့ဆီကရှိတဲ့ပစ္စည်းတွေကလည်းဒါကျမ်းမာရေးအတွက်နဲ့အာကျမ်းမာရေးအတွက်စိတ်ချရတဲ့ဟာလေးတွေပေါ့နော်အဲ့ဒါလေးတွေသုံးထားတယ်ဆိုတာမျိုးပေါ့ဟုတ်သူသဖြင့်နော်အခုလိုမျိုးအချိန်မှဆိုလို့ရှိရင်ရွေးချယ်စရာပစ္စည်းတွေအာနည်းနည်းလေးအဘယ်လိုပြောမလဲရှားပါလာတာလည်းပါတယ်ပြီးတဲ့အခါကျလို့ရှိရင်ဈေးကွက်ထဲမှာလည်းအာပစ္စည်းပေါင်းစုံပုံစံပေါင်းစုံနဲ့ဝင်လာတဲ့အခါမှာ ကိုတုံးတဲ့လူကလည်းလေရွေးချယ်ဖို့မှန်ကန်ဖို့လိုတာပေါ့နော်အဲ့တော့ဒီလိုမျိုးပစ္စည်းကောင်းတွေ brand ကောင်းတွေလာလာညွှန်ပေးနေတဲ့လူတွေတကယ် Facebook မှာလည်း blogger တွေရောတခြားလူတွေရောအကုန်လုံးရှိတယ်ဒီကနေကြည့်ပြီးတော့တကယ်ကိုအတွက်တင့်တော်တယ်မတင့်တော်ဘူးကိုအတွက်တကယ်ကောင်းတယ်မကောင်းဘူးကိုနဲ့အဆင်ပြေတယ်မပြေဘူးဆိုတာတော့ဒါကတော့တုံးတဲ့လူကိုယ်တိုင်ကိုရဲ့ အာဟိုအလေးနဲ့ပေါ့နည်းနည်းဟိုစဉ်းစားဆင်ခြင်ပြီးတော့သုံးစေချင်ပါတယ်အဲဟုတ်တော့ဝင်းမင်းတန်းဆိုပြီးတော့ဒီ beauty blogger ဖြစ်ပြီးတော့ဒီကို share သမျှတဲ့မှာဘယ်တော့မှပြဿနာတက်ခဲ့တဲ့ brand ဆိုတာမရှိခဲ့ဘူးဘယ်တော့မှအာဘယ်သူ့ဟိုမှာဒုက္ခရောက်ခဲ့တဲ့ brand ဆိုတာမရှိခဲ့ဘူးဘာလို့ဆိုတော့ကိုကိုတိုင်းမသုံးတဲ့ဟာမှန်သမျှအောင်ဘယ်ဟာကိုမှလည်းမကြောက်ညာဘူးပြီးတဲ့ခါကျရင်အာ ကိုလုံးမဲ့ဟာပဲကိုလုံးပါတယ်ဟို beauty blogger တယောက်အနေနဲ့ social influencer တယောက်အနေနဲ့ social မှာပဲနေတယ် social media မှာပဲနေပြီးတော့ဒီဟာကိုလုံးဆရာရှိရပဲကိုလုံးတဲ့အတွက်ကြောင့်မို့လို့လေဒီလိုမျိုး brand နေနဲ့ရေးရှည်လက်တွဲလို့ရတာပါဒီထပ်ပို့ပြီးတော့မြန်မာပြည်ကမျိုးသမီးတွေမျိုးသားတွေလှချင်တဲ့လူတိုင်းကိုဒီထက်လှတတ်လှဖို့တက် coolers ကအများအားဖြင့်ပံ့ပိုးပေးနိုင်ပါစေလို့စတောင်းပေးပါတယ်ကျေးဇူးပါရှင်